ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေ့ပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ပုံမြင်လေးကိုအဆုံးထိနားထောင်ပြီးကဘာကြီးကိုရောင်ပြောင်းလဲပြင်နိုင်တဲ့စိတ်ထားတစ်ခုသင်မှရှိမရှိပြန်ဆန်းစစ်ကြည့်ပါ။ကဲဒါဆိုရင်ပုံမြင်လေးကိုဆက်လက်နားတော်တာဆင်ခန်းစားကြည့်အောင်လားရှင်။ညနေ9:00နာရီလောက်မွန်ပိုင်းကလူကြီးဝင်းနဲ့ပြင်နေတဲ့စူပါမားကတ်ကြီးထဲမှာကြီးလကနေရောက်လာတဲ့အသက်23နှစ်အရွယ်အရှာကကတားနံပါတ်9မှာအလုပ်လုပ်နေပါဗျ။ စားလဲတဲ့ရင်မိသားစုကိုလည်းကူထောင်နေရတဲ့သူဆိုတော့ပင်မပန်းမနေတတ်ပြီမယ်။ညနာမှာတော့အမြဲတမ်းတိမ်တိမ်မွေ့မွေ့ပြုံးနေတတ်ပါရဲ့။တနေ့မှာတော့လက်တုံနေပြီးခါကုန်းနေတဲ့အသက်84နှစ်အရွယ်လောက်ရှိတဲ့လူကြီးတယောက်ကသူမကတားစီကိုလာပြီးတော့ရက်စီးတန်လိုက်တယ်။ပေါင်ပေါင်းနဲ့ချံစီတချို့နဲ့နှုတ်အိတ်တေးသေးလေးတအိတ်ပေါ့။ဈေးနှုန်းဆွဆွပေါင်း229ရူပီဖြစ်သွားတယ်။လူကြီးကအိတ်ထဲကြီးကြီးတော့ 130ရူပီပဲရှိတာကိုတွေ့လိုက်ရတယ်။ဇကိုရူပီလိုနေတာကြောင့်နှုတ်အိတ်ကိုမယူတော့ပဲဖယ်ရှားဖို့တော်တော်လေးပြောလိုက်တယ်။အရှာကလည်းဘာမှမစင်စားပဲသူ့အိတ်ထဲက20ရူပီထုတ်ပြီးပေးလိုက်တယ်။ဘာမှမဖြစ်ပါဘူးလေ။နှုတ်အိတ်ကိုယူသွားပါပြောလိုက်တယ်။လူကြီးရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝေလာပြီးမင်းကငွေတွေမကောက်ဘူး။ဦးလေးရဲ့ခုံသိခါကိုပါကဲတင်လိုက်တာပဲပြောလိုက်ပါတယ်။ ါပေမဲ့ဈေးကအရန်တင်ကြတဲ့ store manager ရာကကဒီအဖြစ်ကိုမြင်သွားတယ်။သူက "Oh happy" ပြေးလာတယ်။ဒီဆိုင်ကလူရဲအဖွဲ့စီမဟုတ်ဘူး။ဆိုပြီးအာရှာကိုအပြစ်တင်ကချက်ချင်းအလောက်ကထုတ်လိုက်တယ်။လူအုပ်ကလည်းဘာမှဝင်မပြောကြဘူး။လူကြီးကစူးစမ်းပြီးဒီကနေဝိုင်းပြောပေမဲ့ဘသူကမှခရီးမဆိုင်ကြပါဘူး။အာရှာကသူ့ရဲ့ ID card ကိုတိတ်တဆိတ်ချက်ကမျက်ရည်ရင်းနဲ့ဆိုပေမဲ့ သူ့လုံရဲ့အတွက်နောင်နာရခြင်းမရှိဂုံယူစွာနဲ့ပဲအလုထွက်သွားတယ်။အရင်ညမှာအာရှာကအိမ်ရတဲ့လေဘီစဉ်းစားနေမိတယ်။လူသားချင်းစာနာလိုက်တာငါမှားသွားတာလားဆိုပြီးတော့ပေါ့မနေ့ကတော့မနေ့ကလူကြီးပဲဖြစ်ပေမဲ့ဒီတခါတော့အတွင်ရင်မုန်းနဲ့အတူစိန်ခံကားကြီးနဲ့သူမရဲ့အိမ်ကိုရောက်လာတယ်။သူကငါကတော့အခုပါပရာဟိတအဖွဲကိုတီထောင်သူရှီဘရာယန်အာရူဝါပါလို့မိတ်ဆက်ပြီးပြောပြတယ်။ မင်းကဦးလေးရဲ့ဂုံတိတ်ခါကိုကယ်လိုက်တာဆိုပြီးသူမကိုပရာဟိတအသင်းရဲ့လက်ထောက်ဒါရိုက်တာအဖြစ်လာဇာဟောင်းထံသုံးဆောင်ပို့ရမယ့်အလို့တစ်ကိုကမ်းလှမ်းလိုက်တယ်။အရှာလည်းမျက်ရည်တွေကျရင်ကျမအထူးတလဲဘာမှမလုပ်ခဲ့ပါဘူးလို့ပြောတော့လူကြီးကတကယ်လူသားအချင်းချင်းကူညီမှုဆိုတာဘာအတွက်မှမမျှော်လင့်မဲ့ကူညီတာပဲလို့ပြန်ပြောလိုက်ပါတယ်။အရှာကသူမအလို့တစ်ကိုသွားရောက်တဲ့အခါလက်ခုပ်တံတွေနဲ့ကြိုးဆူကြတယ်။ တင်းစားရှင်းလင်းပွဲတစ်ခုမှာမစ္စတာအာဂိုဝါကမီဒီယာတွေကိုကြီးညာတယ်။အသက်23နှစ်အရွယ်မိန်းကလေးတယောက်ဟာ19ရူပီလေးနဲ့လူသားချင်းစာနာထောက်ထားမှုကိုကာကွယ်နိုင်နေဆိုရင်ကျွန်တော်တို့ရဲ့စနေကြီးတစ်ခုလုံးကိုပြန်ပြီးသုံးသပ်ဖို့အချိန်တန်ပါပြီတဲ့။ဒီရတော်အတွင်းမှာပဲအရင်မန်နေဂျာရာဂါစီကိုတင်းပိုချက်တဆောင်ရောက်လာပြီ။သူထုတ်လိုက်ရတဲ့မိန်းကလေးဟာအခုဒါရိုက်တာဖြစ်နေတာကိုသိရတော့ညံ့နာဖြူဖတ်သွားတယ်။တပတ်ကြာမှအာရှာကို ် Anson Hero အဖြစ်ဂုဏ်ပြုခံရတယ်။ဒီမှာကကျမဦးလေးကိုကျမအဖေလို့မြင်မိတယ်။အဖေသာဆိုရင်စရိတ်ကိုချင်းစားစိမ့်နေပဲကျမဦးလေးကိုကိုင်ကြီးခဲ့တာပါ။ကဘာကြီးကိုပြောင်းလဲပြီးတာကကြီးကြီးနဲ့တော်လိုင်းရေးရိမဟုတ်ပါဘူး။ဒီလိုတည်တည်မှောင်မှောင်လူသားချင်းစာနာမှုလေးတွေပါပဲလို့အများဝေပြောကြားခဲ့ပါတယ်။ကမာကြီးရဲ့မှာလက်ခုပ်တန်တွေပဲ့တင်ထန်နေခဲ့တယ်။ဇလန်အဆုံးသတ်မှာတော့တိမ်မွေပြီးကယူနာတရားနဲ့ပြုလုပ်တဲ့ကိုကြီးမှုငယ်လေးတွေဟာ ဂုံတိတ်ခါကို ပြန်လဲထိမ့်သိမ့်ပေးနိုင်။နာကျင်မှုတွေကိုပျောက်ကင်းစေနိုင်ပြီးကကြမာကိုရောင်ပြောင်းလဲနိုင်ကြောင်းမိမောင်းထိုးပြထားပါရယ်။စီမင်းတွေကစနစ်တွေကိုလည်းပတ်စီပေးမိ့လူသားချင်းစာနာထောက်ထားမှုကမှကဘာကြီးကိုအတဝင်းအောင်လုပ်ပေးနိုင်တယ်။တကယ်ကြီးမြတ်မှုဆိုတာအခြားသူတွေအတွက်ယက်တီပေးရတဲ့တတိပဲဖြစ်ပါရယ်။ကဲအခုနာတော်တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတွေလည်းဒီပုံမြင်လေးကိုနာတော်တာဆင်ခန်းစားရင် လူသားချင်းကူညီဆန္ဒနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအာတင်းစရာစိတ်အားတက်စီနဲ့ပုံပြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။